တချင်းလေးဘုံကြောင့်ငမ်းမိုက်နဲ့နန်းစုနဲ့ပတ်သက်ပြီးတော့လူပြောများနေတဲ့ဘောပင်ဆောင်ဆောင်ခုရက်ပိုင်းအတွင်းမှာမကြငင်ထွက်ရှိလာတော့မင်းတချင်းဘုံကြောင့်အင်တာနက်မှာလူပြောများပြီးတော့ခံနေရတာကအစွန်တော်ဘောပင်ဆောင်ဆောင်ပါဘောပင်ဆောင်ဆောင်ဖြစ်စရာကောင်းနေမျက်နှာလေးနဲ့ခန္ဓာကိုယ်တင်းလေးကိုပိုင်ဆိုင်ထားခဲ့မိမင်းရက်တချင်းတွေကိုကိုရိုင်းအီးသားဖန်နေတည်ဆုံနိုင်တဲ့နာမည်ကြီးလာတာဖြစ်ပါရင်ဘောပင်ဆောင်ဆောင်သူမကိုပိုင်ရေးချင်းအောင်များဆောင်ကိုပိုင်ဆိုင်ထားခဲ့ပြီးဂီတနဲ့ပင်မှာထူးချွန်သူလေးလည်းဖြစ်ပါရင်မကြငင်ထွက်ရှိလာတော့မင်းတချင်းဘုံနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုလူပြောများနေနေတာပါ အစမတ်တချင်းကနာမည်တက်ပြောခွင့်မရှိတဲ့တချင်းတွေပါပြိတ္တရင်ကတော့အစမတ်တချင်းကိုလွှမ်းမိုင်နဲ့နန်းဆွေတွေဆိုကိုပြောတယ်လို့ထင်ရင်းပေးနေကြတာပါလွှမ်းမိုင်နဲ့ဘော်ဘီဆာဆာတို့ကချိန်နေကြရင်ချစ်ကြိုင်ကလူသိရှင်ကတွဲခင်တာဖြစ်ပါတယ်ထို့ပြင်တော့လွှမ်းမိုင်နဲ့ဘော်ဘီဆာဆာတို့ဟာနာမည်ကြီးဆိုတော့ဖြစ်ခင်ဆယ်ကျော်သက်ရွယ်မာဂရက်ကအချစ်ဦးနေနဲ့ဆယ်စုံတစ်ခုကြာတွဲခဲ့ကြတာပါလွှမ်းမိုင်နဲ့ဘော်ဘီဆာဆာတို့ဟာနာမည်ကြီးဆိုတော့ဖြစ်လာတဲ့အချိန်မှာပြိတ္တတွေချစ်ခင်ရတဲ့အစောတော်နုပညာရှင်ဆောင်တဲ့လေးဖြစ်ပါတယ်ဒါပေမဲ့လည်းအားအသင့်စရာကောင်းအောင်လွှမ်းမိုင်နဲ့ဘော်ဘီဆာဆာတို့နုပညာရှင်ဆောင်တဲ့လေးဟာမချင်းမဖဲနဲ့လည်းဖွင့်ခဲ့ကြတာပါ လွှမ်းပိုင်တဲ့ဘော်ဘီဆဆာရောစုံနေလေဟာလွှမ်းခွဲတဲ့ပုံမှာလည်းတချို့ကလည်းလွှမ်းပိုင်ကဘော်ဘီဆဆာကိုအချိန်ကြာကြီးတွဲကောင်လက်ထက်ခဲလို့ဘော်ဘီဆဆာဘက်ကလွှမ်းခွဲတာဖြစ်တယ်လို့ဆိုကြပါမယ်တချို့ကလည်းလွှမ်းပိုင်ဟာနန်းစွေစုံနေတွဲနေလို့ဘော်ဘီဆဆာကလွှမ်းခွဲတာဖြစ်တယ်လို့လည်းဆိုကြပါမယ်ဘာကြောင့်လဲလွှမ်းခွဲလွှမ်းခွဲလွှမ်းပိုင်ဟာဘော်ဘီဆဆာနဲ့လွှမ်းခွဲပြမှာနန်းစွေစုံနာမှာပဲတစ်ချိန်လုံးရှိနေတာပါလွှမ်းပိုင်နဲ့နန်းစွေစုံတော့စစ်သူတွေဆိုတာကိုတရားဝင်ဝန်ခံတာမျိုးမရှိပါမယ်ဖယ်နီယာမှာပဲကြည့်ကြည့်အတူတူတရဲတဲ့ရှိနေကြတာဖြစ်ပါရင်ဒါကြောင့်ဘော်ဘီဆော့ဆာနဲ့တချင်းတစ်တေလွှမ်းပိုင်နဲ့နန်းစုကိုရွေးတယ်လို့ထင်နေကြတာပါ အရင်ကထွက်ရှိခဲ့တဲ့တချင်းချုံဟာဆိုရင်လေသူမဘာသာခန်းစားချက်တွေနဲ့တိုက်ဆိုင်ပြီးတော့ဖန်တီးရေးဆက်ထားတာဖြစ်ပေမယ့်သူများကိုရွေးဆောင်နေပါတယ်ဆိုပြီးတော့ထင်ခံရတာလေးရှိနေပါတယ်သူတို့ပြန်တော့လမ်းမိုင်နဲ့မပြတ်ခင်တည်းကနန်းစစ်လီစိုးကိုရဲ့ပြီးတော့တချင်းရေးထားတယ်ဆိုပြီးတော့လည်းပြောင်းနေကြပါတယ်ဘော်ဘီဆန်ဆန်ကတော့သူမအနေနဲ့ဘသူ့ကမှရွေးတာမျိုးမရှိတော့ပြန်လည်းပြီးတော့ဖြည့်ရှင်းလာခဲ့တာပါနာမည်တက်ပြောဝင်မရှိလို့အမည်ရတဲ့တချင်းတက်ကဘသူ့ကမှရွေးပြီးတော့ရေးဆက်ထားတာမဟုတ်ဘဲကိုယ့်ရဲ့အောင်မြင်မှုအတွက်ပဲဦးစားပေးပြီးတော့ဖန်တီးရေးဆက်ထားခဲ့တဲ့တချင်းပုံလို့ဆိုပါတယ်သူများလည်းကောင်ရွေးပြီးတော့မှအောင်မြင်မှုရရှိနိုင်တာမဟုတ်တာကြောင့် ကိုဘတော်ကိုပဲတတိယစာလေးစူးစမ်းပြီးတော့အိဗေရှင်ရဲ့သင်းမုတ်ကိုဖန်တီးခဲ့တာဖြစ်ပါတယ်။ relationship တစ်ခုရဲ့ဒုတိယနေရာမှာရှိနေတဲ့လူတစ်ယောက်အနေနဲ့ feeling ဆန်ဆန်ခံစားချက်တွေရှိတဲ့အခါမှာဘယ်လိုမျိုးလုပ်ရက်တွေကိုလုပ်သွားမယ်ဆိုတာကိုဖန်တီးပြီးတော့ရေးဆက်ထားတာပါ။သူမရဲ့ကိုမဟန်နဲ့ပူပေါင်းပြီးတော့ဖန်တီးထားတဲ့သင်းမုတ်ဖြစ်တာကြောင့်သူမအောင်ချတဲ့ပရိသတ်တွေကတော့အရင်ကသဘောကျမှာတင်ချပါမယ်။ဒီသင်းမှာပေးချင်တဲ့ message တွေကလည်းအများကြီးရှိနေပြီးတော့သင်းတွေပဲပြင်သွားတဲ့အတွက်သူများကိုရေးဆောင်ပြီးတော့ရေးထားတာလုံးဝမဟုတ်ကြောင်းခုလိုပဲပြန်လည်ပြီးတော့ဖြည့်ရှင်းလာနေပါတယ်။ပရိသတ်တွေကတော့ဟောပါပြီးဆက်ဆက်ဟာ ရောင်းမိုင်းတခြင်းစောင်းဆွဲလို့ထင်ကြပါလားမိမိတို့ရဲ့မြင်လေးကိုမှတ်ချက်ပေးသွားကြပါဦး